စကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်မုံရွာမြို့နယ်တမန္နာကျေးရွာမှာနေထိုင်တဲ့လူငယ်တွေအိန္ဒိယနိုင်ငံသို့ထွက်ပြီးသွားရောက်အလုပ်လုပ်ကင်သူလူငယ်တွေများပြားနေတာကြောင့်ရက်ကန်းစင်လုပ်ငန်းအများစုရန်နာလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ တံပန်းနာကျေးရွာမှာအရင်ကရကန်းစင်လုပ်ငန်းပေါင်း800ကျော်လုပ်ကိုင်ကြပြီးယခုလက်ရှိမှာရကန်းစင်လုပ်ငန်းပေါင်း80နီးပါးသာကျန်ရှိတော့တယ်လို့သိရပါတယ်။တံပန်းနာကျေးရွာမှာရှေ့အစဉ်ဆက်လက်ထက်ကလေးကရကန်းစင်လုပ်ငန်းကိုလုပ်ကိုင်နေထိုင်ခဲ့ကြပြီးအဲ့ဒီကျေးရွာကနေထွက်ရှိတဲ့ခြေအဝတ်အထည်တွေကိုပြည်တွင်းသားမကပြည်ပနိုင်ငံတွေအထိတင်ပို့ရောင်းချခဲ့ရတာဖြစ်ပါတယ်။ မုံရွာမြို့နယ်တမန္နာကျေးရွာမှာရကန်းစင်လုပ်ငန်းနဲ့လုတ်ကైစားတောက်လာသူဒေါ်သသန်းမြင့်ကဒီဇိုင်းအနေနဲ့ရာတင်ရာထိုက်တလို့ဈေးကွက်မရတာမို့လို့အယောင်းဝယ်ပါသွားတော့ရကန်းစင်လုပ်ငန်းတွေမလုပ်ကြတော့ဘူးလို့အခုလိုပြောပါတယ်ကြကန်းကတော့မွေးကလေးကလှုပ်တာပဲအမေတို့ဖေတို့လက်ထက်တွေကဒါပဲလှုပ်စားတာရန်နာရတာဒီဇိုင်းတွေပေါ့နော်ဒီဇိုင်းတွေထွင်တဲ့အခါကျတော့အလုပ်သမားတွေပြောရမယ်ဆိုရင်အလုပ်သမားတွေရဲ့တန်ရတန်ချင်းလှအားကကိုမရလို့မို့ရိုက်ရတာပါကြကန်းနဲ့ပတ်သက်လို့ကတော့ထဲမျိုးစုံထွက်ပါတယ် ယောက်ျားဝင်မိန်းမဝင်နောက်ပြီးကြတော့စပွဲအကင်းလက်တုပ်ပေါ်တစ်ဖက်ပေါ့မျိုးစုံဒီဇိုင်းနဲ့မျိုးစုံရပါတယ်ဈေးခွက်တည်းကအခုဒီဇိုင်းအနေနဲ့ကတော့လုံးဝခင်မိန်တယ်လို့ပဲဖြစ်သွားတယ်ဘာလို့တော့ဆိုတော့ကြတော့အဈေးခွက်တည်းရားတင်ရားတိုက်တလောက်ဈေးခွက်မရလို့မို့အဲ့ဒါအယောင်းဝယ်ပါသွားတော့မလုံးကြတော့ဘူးပေါ့လုံအားရဲ့တန်ဖိုးတွေမနေဘူးကျော့သွားတာဆိုတော့ကြတယ်လေမန္တချေးရွာရကန်းစင်လုပ်ငန်းတွေကဝါလုံကြီးလက်တုပ်ဘွားတာပိုးဆောင်မျက်နှာတုပ်ဘွားစပွဲကင်း ကျောင်းစိမ့်ပစိုးကျောင်းစိမ့်လုံးကြီးချိတ်လုံးကြီးချိတ်ပစိုးရှမ်းပလောင်ချင်းနဲ့ကချင်လူမျိုးတွေဝတ်ဆင်ကြတဲ့လုံးကြီးပစိုးအင်ကြီးရိုးရအဝတ်အထည်တွေရက်လောက်ကြတာဖြစ်တယ်လို့သိရပါဗျာ။